ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Meta က2026ခုနှစ်အတွင်းကြော်ညာတွေကို AI နဲ့ပြေဝါလုံဆောင်မှုရည်ရွယ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Meta ကုမ္ပဏီကတော့ AI ကိုအသုံးပြုပြီးတော့ကြော်ညာဖန်တီးတာနဲ့ audience ပြတ်မှတ်ထားတာတွေကို2026ခုနှစ်အတွင်းမှာအပြည့်အဝလှုပ်ဆောင်နိုင်မှုရည်ရွယ်ထားတယ်လို့ Wall Street Journal ကတင်းနှံ့နေမှာဖော်ပြခဲ့ပါတယ်။ဒီလိုမျိုးလှုပ်ဆောင်ကြရဆိုရင်တော့မယိုးပလာကြောညာလုပ်ငန်းတွေကိုတည်တည်တသာပြောင်းလဲသွားစေနိုင်တာလည်းဖြစ်ပါတယ်။ကမ္ဘာတော်သုံးဆွဲသူ3.43ဘီလီယံရှိတဲ့ဒီ social media company ကြီးကတော့ကုန်ပစ္စည်းပုံတစ်ပုံနဲ့ budget တစ်ခုပေးလိုက်တာနဲ့ Meta ရဲ့ AI ဟာပုံတွေ၊ဗီဒီယိုတွေ၊စာသားတွေအပါအဝင်ကြော်ငြာတစ်ခုလုံးကိုဖန်တီးပေးမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ budget အကြံပြုမှတ်ချက်တွေနဲ့အတူ Instagram နဲ့ Facebook ပေါ်မှာ target audience တွေကိုပါဆုံးဖြတ်ပေးဖို့စီစဉ်ထားတယ်ဆိုပြီးတော့သိရှိရပါတယ်။ဒါအပြင် Meta ကကြော်ငြာတွေအတွက် AI အသုံးပြုပြီးတော့ကြော်ညာတွေကိုအချိန်နဲ့တပြေးညီပြောင်းလဲနိုင်အောင်လဲဆောင်ရွက်လုပ်ထားပါတယ်။ဥပမာအနေနဲ့ရာသီဥတုအေးတဲ့နေရာတွေကသုံးဆွဲသူတယောက်ဟာတောင်ကြားထဲကကားကြော်ညာကိုမြင်ရနိုင်ပြီးမြို့ထဲကလူတယောက်ကတော့မြို့ပြလမ်းကြောင်းပေါ်ကကားကိုမြင်ရနိုင်တာမျိုးပါ။ Meta ရဲ့ CEO ဖြစ်သူ Max Zuckerberg ကတော့မကြတော့တဲ့အနာဂတ်မှာကြကြပြန့်ပြန့်တိုင်းတာနိုင်တဲ့ရလဒ်တွေပေးနိုင်မဲ့ AI ထုတ်ကုန်တွေလိုအပ်တယ်လို့လူသိရှင်ချအလေးထားပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။